အမောဆရာတော်မင်္ဂလာပါကုလူတို့အခုကျွန်တော်ကဇာယေဆရာဦးကျော်ဦးရေးသားပြုစုထားတဲ့ဗမောဆရာတော်ရဲ့ဟာတရတကဗျာများနဲ့ဥပမာပုံပြင်များစာအုပ်ကိုအပိုင်း၁၁အနေနဲ့ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။နားဆင်ခံစားအားပေးကြပါဦး။ထပ်ပေါက်နဲ့အောက်ပေါက်ပုံပြင် ဗမော်ဆရာတော်သည်မန္တလေးနေပြည်တော်တွင်အလွန်တရာနာမည်ကြီးလာသည်မင်းတို့မင်းကြီးကိုးကွယ်သည့်ဆရာတော်အဖြစ်၎င်းစာပေအရာတွင်လည်းနာမည်ကြီးလာ၍ဗမော်ဆရာတော်မှာအလွန်ထင်ရှားကျော်ကြားလာသည်ဆင်းရဲနွမ်းမသူများကဗမော်ဆရာတော်အားအိမ်အရောက်ပင့်ပြီးဆုံးကတ်ခြင်းကြတော်လေကြွလိမ့်မည်ဟုစိတ်ကမထင်ကြပြီအမှန်မှာဗမော်ဆရာတော်အားမြည်သူတစ်စုံတစ်ယောက်ကပင့်ပင့်ဆင်းရဲချမ်းသာညနာကြီးငယ်မရွေး ကြွရောက်ကြည့်သည်သာဖြစ်သည်တနေ့တွင်ဆင်းရဲနမ်းပါလာသည့်တကားတယောက်သည်ဗမော်ဆရာတော်အားအိမ်ရောက်ပင်ပြီးဆုံးကက်လှူဒန်းလို၍ဆရာတော်ထံလာရောက်လျှောက်ထားသည်တပည့်တော်တို့ကဲ့သို့ဆင်းရဲနမ်းပါသည့်တကားအိမ်ကိုဆရာတော်မကြွဘူးအောက်မေ့ခဲ့၍ဆရာတော်ကိုမပင့်ရဲပဲနေလာခဲ့တာခုမှဆရာတော်သည်မိသူကပင့်ပင့်ကြွားချောင်းတိရ၍ဆရာတော်ထံလာရောက်လျှောက်ထားရခြင်းမှာဖျားဟု့ ဗမော်ဆရာတော်အားတွားရောက်လျှောက်ထားလေသည်ဗမော်ဆရာတော်ကအေးငါကမင်းလုံးမင်းမွေးစားတဲ့မွေးစားသားမှမဟုတ်ပဲဘသူကပင်ပင်လိုက်တာကြီးပါပဲကွာဟုမိတ်ကြားလိုက်လေသည်မမဖျားတပည့်တော်တို့အိမ်သို့အခုဝါဆိုလာပြည့်နေ့ငနက်9နိုင်အချိန်တွင်ဆရာတော်နဲ့တကွာကျောင်းတိုင်အတွင်းရှိတန်ဃာတော်များအားလုံးဆုံးအလူကံကြွရောက်ချီးမြှင့်ပါရင်လျှောက်ထားအပ်ပါသည်ဖျားဟု စွန်းတကာသည်ဗမော်စရာတော်အားရှောက်ထားလေတော့သည်အေးအစားတော့ကောင်းတဲ့ဟိမြမြသာချက်ထားဟုမှားကြားလိုက်လေသည်မမဖျားဟုရှောက်ထားပြီးစွန်းတရကလည်းပြန်သွားလေသည်စွန်းတရကသည်စွန်းကဲ့ရမိအဝင်နေတွင်တအားသေးနှင့် ထထတန်တန်စီမံဖန်တီးလေသည်အကောင်းဆုံးစီမံထားသည့်ဟင်းလျာမှာချင်းမောင်ရွက်နှင့်ဝတ်သားရောချက်ရန်စီမံထားသည် ဇွန်တာရကသည်မိမိစီမံထားသည့်ချင်မောင်ရွက်ဝတ်သားရောချက်သည့်ဟင်းလျာကိုဆရာတော်ဖုံးပေးပါမလားဟုတွေးတော်မိပြန်သည်သူနှင့်ဇွန်တာရကသည်ဆုံးကဲ့ရမည်နေအဝင်ဖြစ်သည့်အချိုနှင့်နေလေဘတ်တွင်ဆရာတော်ထံရောက်သွားပြန်သည်ဆရာတော်ဖျားမနက်ပြန်မနက်တော့ဆုံးဟင်းအတွက်ချင်မောင်ရွက်နှင့်ဝတ်သားရောချက်တို့စီမံခဲ့ပါတယ်ဖျားဆရာတော်ဖုံးပေးပါမလားဟု အောက်မေ့ပါသည်ဖရာဟုရှောက်ထားလျာဆရာတော်က ဟင်းမင်းစကားဆိုင်လာပြန်တော့လေပြောရသေးတာပေါ့ကွာဟုအစချီကအောက်ပါပုံပြင်ကို ပြောပြလေသည်ထပ်ပေါက်ကြောက်ကမှအောက်ပေါက်နဲ့တွေ့ခြေခါကအညာဒေသရှိရွာတွေရွာတွင်ဥပဇင်းလေးတစ်ပါးသည်ចောင်းနိုင်ဖုံးကြီးအဖြစ်ခန်းယူနေသည်ရက်ရွာထဲမှတက္ကမတူသည် အခြားသူများထက်ပို၍ဆုံးအုပ်ကိုနေမှန်ရမှန်ချက်ပြုတ်လှူဒန်းလေသည်ထိုဆုံးတကာမှမှပေါက်ပွင့်တုပ်ကို လက်ကင်ပြု၍နေစဉ်လှူဒန်းလေသည်ကြောင်းနိုင်ကိုတော်လေးသည်ပေါက်ပွင့်တုပ်ကို နေစဉ်ပင်မိဝဲနေရသည်နေ့ရှိလာများဖြစ်လာသောပေါက်ပွင့်မုံလာတော်သည်တို့ဖြစ်၍ကိုတော်လေးသည်စားရပန်းများလာပြီးစိတ်ညစ်၍နေသည်ရပောင်းကြံညောင်းလာသည့်အခါဦးစင်းလေးသည် ထိုရွာမှတိတ်တဆိတ်အောက်ပြေအောက်ရွာသို့စုံစင်းခဲ့တော်သည်ငပိငချောက်ပေါ်သည့်အောက်ပြေအောက်ရွာတရွာတွင်ပထမအာဂနုဧည့်သည်အဖြစ်နေနေရသည် နောက်အကြောင်းပေါင်းသိမ့်ပြီးထိုရွာမှပင်ចောင်းနိုင်ဘုံကြီးဖြစ်၍လာရပြန်သည်ထိုရွာတွင်လည်းစုံတကာမှတူအခြားသူတို့ထက်ထူးခြား၍ပေါ်ထွက်လာပြန်သည်ကျောင်းနိုင်ကိုတော်လေးကတော့ငပိငချောက်ပေါ်သည့်အောက်ပြေအောက်ရွာရောက်လာရ၍ အညာက ပေါက်ပွင့်နေတော့လွဲပြီးဟုထင်မှတ်ထားသည်ထိုရွာမှထူးခြားစွာပင်ဆုံးတကာမှတူသည် နေစဉ်ရက်မှန်ဆုံးအုပ်ကိုချက်ပြုတ်လှူဒန်းမြန်သည်ထိုတကာမှလည်းနေစဉ်ပင်ပေါက်ပွင့်သောကိုပင်နိုင်ဟင်းဖြင့်အသုံးပြုပြန်လေသည်ကြောင်းနိုင်ပစင်းလေသည်ငါတော့ပေါက်ပွင့်သောနေ့ပင်လာတိုးရပြန်ပြီဟုစိတ်ညစ်ရပြန်သည်သုံးချောင်းပြောင်းရတော့မဖြစ်တော့ဘူးအခြားတရွာပြောင်းရွှေ့သွားပါက ၎င်းပေါ့ပွင့်တုတ်ကိုယ်တော်မှမစားရဘဲနေကြည်မြည်ဟု တွေးတော်မိပြီသို့အုပ်ချက်ဒီဒကာမအားဟင်းပြောင်းချက်ရင်ပြောမှာပဲဟုစဉ်းစားထားလေသည်ဒေါ်တန်ရင်းနှီးလာသည် ဖြစ်၍ပြောရဲဆိုရဲလည်းရှိလာသည်နောက်တနေ့ဆုံးအုပ်ချက်ဒီဒကာမအကြောင်းသို့ဆုံးအုပ်လာဖို့တွင်ဒကာမကြီးဒီနေ့တော့ဘာဟင်းချက်ကဲ့တလဲဟုကိုတော်လေးကပေါ့ပွင့်တုတ်နဲ့လွဲပြရစေဟုအောက်မေ့ပြီးမေးလေသည်မှန်ပါပေါ့ပွင့်တုတ် ပင်နိုင်ဟင်းမော်ဖရာဟုရှောက်ထားလိုက်သည်ဤတွင် ကိုတော်လေးသည်မထိန်မချန်တော့ပဲဟင်းပြောင်းချက်ရင်ပြောပြတော်သည်ဟင်းတော်ပြောင်းချက်အောင်မှာပဲတကားမှဤကျုပ်အထက်ညာเจ้าထိုင်တော့ကလည်းပေါက်ပွင့်တော့နေစဉ်စားနေရတာနဲ့စိတ်ညစ်ပြီးအောက်ပြေအောက်ရွာထွက်လာခဲ့တာ အခုလည်းတကားမှဤတို့အောက်ပြေအောက်ရွာမှာဒီပေါက်ပွင့်တော့နေပဲလာတို့ရပြန်ပြီဟုပြောဆိုလေသည်ဆုံးတကားမှသည် ကိုတော်လေးမျက်နာကိုကြည့်၍ဒါဖြင့် ိုတော့အထက်ပေါက်နဲ့အောက်ပေါက်ဘယ်ဟာပိုကောင်းသလဲဟုမေးလေသည်ဥပစင်လေသည်ခပ်ပြုံးပြုံးနေပင်အောက်ပေါက်ကသာကောင်းကြောင်ပြောလိုက်ရလေသည်ထို့သူမပြောရင်ချက်လက်စာပောက်ပွင့်တော့မစားရပဲနေမည်ဟုတွေးမိပြီးပြောလိုက်ခြင်းဖြစ်သည်အခုလေတကားအမုံမြတ်စီမံချက်ပြုတ်ထားသည့်ချင်းမောင်ရွက်ဝတ်သားရောချာအောက်ပေါက်ကသာရဲပဲပြောရမှာပေါ့ဟုကွန်စာရင်ခပ်ပြုံးပြုံးပြုတ်လို့က ဗမော်ဆရာတော်ကပြောပြလိုက်တော့သည်ဇွန်ဒါရက်ကလည်းဗမော်ဆရာတော်ဤဟောပြောသော ပုံမြင်ကိုသဘောတွေ့ကအိမ်တို့ပြန်ခဲ့လီတော့သည်ကြက်ကုတ်ပြီမဲ့တိုက်ပွဲသွင်းရမှာပဲ ဘမောဆရာတော်သည်တပည့်ယဟန်သာမဏေများကိုအမျက်မပြတ်တုံတင်ဆုံးမတတ်သောအလေးရှိသည့်အတိုင်းဥပုံနှင့်ညတညဖျားဝတ်တက်ပြီးတွင်စာဝါကလည်းနားတော်နေဖြစ်၍အချိန်တော်ကြာအောင်ပြောဆိုဆုံးမသည်ယဟန်ရောသာမဏေများပါတပားစီမေးမြန်းပြောဆိုဆုံးမနေရကိုဝင်ကြီးတပားအလှည့်သူရောက်သွားလေသည်ထိုကိုဝင်ကြီးမှာအခြားယဟန်သာမဏေများကဲ့သို့လန်းလန်းဆန်းဆန်းရွှင်ရွှင်ပြပြမရှိပေကုတ်ချောင်းချောင်းမှုန်တီတီဖြစ်နေသည် ။ဇာပေပရိယတ္တိမှလည်းဖြင်းအလာသည်။ဗမောဆရာတော်ကသူကိုရင်ကုတ်ချောင်းကြီးကိုအကြောင်းပြုပြီးကိုရင်နစ်နာစီရန်ဓာတ်ရိုက်ဆုံးမတော်မူမူပဲရှင်ပြလာစီရန်တွယ်ဝ၍ဆုံးမလိုသောကြောင့် အောက်ပါပုံမြင်ကိုပြောဆိုဆုံးမလေသည်။ခြေခါကရွာတရွာမှာကြက်မွေးမြူရေးသမားတယောက်ရှိလေသည ထိုကြက်မွေးမြူရေးသမားသည်တားဖောက်ခြင်းအစာကျွေးခြင်းကြက်များ၏ကျန်းမာရေးကိုအထူးဂရုစိုက်ခြင်းစသဖြင့်နေ့စဉ်ပင်ပြုလုပ်နေရပေသည်တနေ့တွင်ကျန်းမာတကောင်မှပေါက်သည့်တားပေါက်ကလေး၈ကောင်ထဲမှတကောင်သောကျက်တားပေါက်ကလေးမှာအခြားကျက်ပေါက်9ကောင်ကဲ့သို့လမ်းဆန်းမှုမရှိသည်ကိုတွေ့ရလေသည်ကျက်ပေါက်9ကောင်မှာကလမ်းဆန်းလှပြီးကျန်းမာကြီးဝတ်နေသည့်ကြောပေါ်သို့ခုံလိုက်တက်လိုက်လုံနေသည်ကို၎င်းမိခင်ကျန်းမာကြီးကအစာရှိရအောင် နှုတ်သီးဖြင့်ညွန်ပြပြီးကု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 ဟူသောအတန်ပြုတ်ကကြပောက်ကလေးခုနှစ်ကောင်ကဝိုင်းအောင်၍ပညပညအတန်နေရောထွေးလျက်အစာကောက်နေကြသည်ကို၎င်းမြင်ရ၍ကြမွေးမြူသူမှရှင်ပြလာသည်တကောင်သောချက်ကလေးမှာကဟိုနာကြံလိုက်ဒီနာကြံလိုက်နဲ့အခြားချက်ကလေးများကဲ့သို့မရှင်ပြမပီးပြင်းမဲကုတ်ချောင်းချောင်းလေးသာဖြစ်နေသည်သို့သောမွေးမြူသူမှဒိုချက်ကုတ်ကလေးကိုအထူးကူးဆိုက်၍ကြွေးမွေးသည် ကျမ်းမာရေးကိုပြုပြင်သည်သူကြက်မွေးမြူသည်ရက်ကလေးအတော်ရလာပြီဖြစ်သည့်အတိုင်းကြက်ကုတ်ကလေးမှအပအခြားကြက်ကလေးများကမိကောင်ပေါက်ပြီး ရောင်းလောက်လာ၍ရောင်းချလိုက်လေသည်သို့သောသူကြက်ကုတ်ကလေးမှမူကားရောင်းချသည့်အထဲတွင်မပါရှိဘဲကျန်းနေပေသည် အထူးဂယုတစိုက်လည်းပြုပြင်နေသည်ကြက်ကလေးကအနေငယ်ကြီးပြင်းလာုံမှအပကုတ်ချောင်းချောင်းဖြစ်နေစေပင်ရှိသေးသည် သို့သော ထို့သူမှာကြက်ကုတ်ကလေးအသွင်ပြောင်းလဲမှုကိုအစဉ်ရှေးရှုနေသူဖြစ်သည်မိတ်ဆွေတယောက်အိမ်ရောက်လာတိုင်းကြက်ကုတ်ကလေးအသွင်ပြောင်းလဲမှုကိုကြံကြံဖန်ဖန်ရှာပြီးပြောလေရှိသည်ဒီနေ့မိတ်ဆွေတယောက်အိမ်လာလေရာတွင်ဘက်နဲ့လဲမိတ်ဆွေကျွန်တော်ကြက်ကလေးကြည့်ရတာထူးခြားမလားဘူးလားအတက်ကလေးတွေတော့အတော်ထွက်နေပြီဗျကျွန်တော်တော့တိုက်ကြက်စစ်ဖြစ်လိမ့်မယ်လို့တော့ထင်နေဗျဟုမွေးမြူသူကပြောဆိုရာအလေရောက်ရှိလာသည့်မိတ်ဆွေရလေ ခမကျက်စွန်မဲဗျကျက်ကလေးအဆနာရှိပါတယ်ဟုရေလာမြောင်းပေးပြောဆိုလိုက်လေသည်ကျက်မွေးသူလည်းသဘောတွေ့သွားသည်များမကြမီအခြားရွာတွေမှာကျက်သမားတို့နဲ့ကျက်တိုက်ရန်အစီအစဉ်ပြုလုပ်ကြတော်သည်မြည်သူကမြောက်ထားသည်မသိကျက်တိုက်ပွဲလောင်းကြီးတစ်ဖက်နဲ့တစ်ဖက်အတော်များကြသည်ကျက်ကုတ်ကလေးမွေးမြူသူမှာမိမိကျက်အားမုတ်ချအနိုင်ရမည်ဟုယူဆကရှိသည်များစည်းစိမ်နှင့်တကား အိမ်မှာထည့်၍လောင်းကြီးထည့်သွင်းလိုက်သည်ကြက်တိုက်ပွဲကစကြပြီလူများမှလည်းတစ်ဖက်နဲ့တစ်ဖက်အုပ်အုပ်ကြွကြွဖြစ်နေသည်ကြက်ထင်းများကလည်းတစ်ဖက်နဲ့တစ်ဖက်အားတက်သည်ယော ခုတ်လိုက်กว่าကြကောင်းကို အားပေးနေကြသည်ကြက်ကုတ်ကလေးကလည်းသူ့အစွမ်းရှိသလောက်တစ်ဖက်ရန်သူကြက်ကို ပြန်လှန်၍ခုတ်လိုက်သည့်အခါဘိုင်းရှင်နှင့်တကွဘတ်တော်သားများအားရကျိန်တဲ့စွာ အော်ဟစ်၍အားပေးကြသည် ကြက်ကုတ်ကလေးမှာ တာရှိပြန်၍မခွန့်နိုင်ရှာပဲနောက်တစ်ချက် ရန်သူကြက်ကပြန်အခွတ်တွင်ကြက်ကောင်းမိသွား၍ကွင်းထဲမှာပင်စင်စင်သေးသွားရှာတော့သည်ဤတွင်ဗမော်ဆရာတော်ကကိုရင်ကြီးဟာမင်းလေကုတ်ချောင်းချောင်းလုံးမနေနဲ့ကွင်းထဲရောက်မှအစင်းသားဖြစ်နေမယ်ငါကတော့ငါတိုက်ကထွက်ရင်ကြက်ကောင်းကြီးအောက်မိမှာပဲကြိုးစားအားထုတ်ကြပါကွာစာကြက်ရင်ရပါတယ်ဟုတ် ကိုရင်ကြီးကိုအကြောင်းပြု၍အခြားတပည့်ယဟန်တာမဏိများကိုပါတွေ့ဝတ်၍ဆုံးမလိုက်တော်သည်တပည့်ယဟန်တာမဏိများလည်းဆရာတော်အားကြော့ပြီးကြောင်းအသီးသီးသို့ပြန်သွားကြတော်သည်ငယ်ပါကူတော့မြင်နိုင်ပုံ မင်းတို့မင်းတရားကြီးရှောက်ထားချက်ရရှန်ကလေးကျွန်းဆရာတော်သည်ယဟန်တာမဏိတို့အားတာမဏတရုပ်ပတ်မတင့်တယ်မဖွဲရသည့်နေလွဲသောအခါကွန်စားခြင်းဆလိတောက်ခြင်းအခမဲ့ရတဲ့ရွာထဲမှထီးဆောင်၍၎င်းဖနက်စည်း၍၎င်းသွားခြင်းတို့ကိုတားမြင့်သည့်အမိန့်ပြန်နန်းဗမောဆရာတော်ကအကန့်ကွက်ခဲ့သည့်ပြန်နန်းတစ်ခုကိုထုတ်ဆင်ခဲ့လေသည်သူတို့မှဆရာတော်များကလည်းအတီးပြုတ်ပြီးဖြစ်သည်ထိုအမိန့်ပြန်နန်းရဘရင်မင်းမြတ်ကခံထားသည့်မဟာဒဏ်ဝန်နှင့် မဟာဒန်စီတို့ကမန္တလေးလေးပြင်လေးရရှိကျောင်းတိုင်းများသို့သွားရောက်ပြီးကြက်မက်ကိုခဲရသည်အမိပြန်နှန်းရအပြစ်တွေ့ရှိပါကတိုက်တာရှိဦးစည်းနိုင်ကဆရာတော်များနှင့်တိုက်အုပ်တိုက်ကျက်ဆရာတော်များသို့ရှောက်ထား၍အပြစ်ပေးတံပေးရသည်မဟာဒန်ဝင်နှင့်မဟာဒန်စီတို့သည် တာဝန်ရဒခိဏရာမဖျားကြီးကျောင်းတိုက်သို့ရောက်ရှိသွားကြသည် တာဝန်ရတိုက်အတွင်းရှိကျောင်းအသီးသီးသို့သွားရောက်ကြည့်ရှုစစ်ဆေးသည် ထိုအခါယဟန်တော်တပါးចောင်းခန်းတစ်ခုအတွင်းဝယ်ဆက်လက်တောင်းနေသည်ကိုတွေ့ရတော်သည်မဟာတန်ဝန်နှင့်စေရုကထိုယဟန်ငယ်အားဇီကံယဖျားကြီးတိုက်ဆရာတော်ထံသွားရောက်လျှောက်ထားကြသည်ထိုအခါဖျားကြီးတိုက်ဆရာတော်ကမင်းတို့ဟာမြို့ရဲရွာထဲမှာစီကံကြော်လုံနေတဲ့ကိုတော်တွေထီထန်းလမ်းလျှောက်နဲ့ဟော့ဟော့ရန်ရန်ရင်မောင်တမ်းပြီးလူအသွင်ပန်းပြသွားနေတဲ့ကိုတော်တွေဒီကိုတော်မျိုးတွေကိုသွားရှာပြီးရှောက်ထားမှာပေါ့ ခုတော့မင်းတို့ဟာចောင်းခန်းနဲ့ဝင်ကြည့်ငဲပါတော့မြင်ရလေဦးမယ်ကွာဟုပြောလိုက်လေသည်မဟာတန်ဝန်နဲ့ဝန်စည်းတို့လည်းအသာလှဲ့၍ကြော်ပြီးចောင်းအောက်သို့ဆင်းခဲ့ရတော့သည်မန္တလေးမြို့တက္ကိနာယာမဖះကြီးတိုက်ဆရာတော်မှာလေဗမော်ဆရာတော်ကဲ့သို့ပင်မဟုတ်လေမခန့်မမှန်လေမလောက်တတ်သည့်ရဲရဲတောက်ဆရာတော်တပါးသာဖြစ်ခဲ့လေသည် ခဲ့ပါစာရေးဆရာဦးကျော်ဦးရေးသားပြုစုတဲ့ဗမော်ဆရာတော်ဘုရားကြီးရဲ့ဟာသရတကဗျာများနဲ့ဥပမာပုံပြင်ဝတ္ထုများစာအုပ်ကိုအပိုင်း၁၁အနေနဲ့ကျွန်တော်တွင်လင်းဟန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အပိုင်းတွေကိုဆက်လက်ဆောင်မျှော်ရင်းနားဆင်အားပေးကြတဲ့ရောင်နေပြည်သက်တယောက်ချင်းစီတိုင်းစိတ်ရှိကြံကူမာတွေ့လို့အိတ်စီတန်လိုရာပြည့်ကြပါစေ။ကျေးဇူးတင်ပါတယ်။